ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်အားအိန္ဒိယနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Buddhist Confederation IBC အထွေထွေအတွင်းရေးမှု Vulnerable Shadi Council Rinpoche Jungcho Chodin ရဲ့အဖွဲ့ဟာမလ၁၈ရက်နေ့မှာ နေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမမှာလာရောက်တွေ့ဆုံပါတယ်။ တွေ့ဆုံစဉ်ဗုဒ္ဓသာသနာထွန်းကားတဲ့နိုင်ငံ၅နိုင်ငံသားမကကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာထွန်းကားပြန်ပွားရေးပါဠိဘာသာပြန်ပွားရေးမြန်မာအိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနဲ့မီဒီယာကဏ္ဍစဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရေးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်နဲ့အညီနေထိုင်သွားရေးနှစ်နိုင်ငံမီဒီယာသင်တန်းများပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ဆက်လင်းပြီးရင်းနှီးနှီးဆွေးနွေးခဲ့ပါရှင်။